မင်္ဂလာပါခေတ္တတက်လီဗေးရှင်းသတင်းဌာနမှသတင်းများကိုတင်ဆက်ပေးနေပါတယ်ပထမဆုံးကြားဖြူတိုက်ပွဲအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်အင်အားပြုံးတိလာ၍ရန်ကုန်မှာစစ်ကူ900ကိုရေကြောင်းမှထပ်မံပို့ဆောင်ဆွဲသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရခိုင်ပြည်နယ်ကြားဖြူမြို့နယ်အတွင်းကိုစစ်ကောင်စီကစစ်ကူပို့ရန်အတွက်တန်ရချိုမှစစ်ကောင်စီတပ်ဖွဲ့ဝင်များကိုရန်ကုန်မှနေ၍ရေကြောင်းဖြင့်ပို့ဆောင်ပေးလိုက်ကြောင်းသိရှိရပါတယ်စစ်ကောင်စီသည်တမဆတ်တင်နီးပြူဟာမူနာပါဟံ တရားတစ်ဆက်တည်းဒုတိယပုံမူကြီးမျိုးမင်းတန်ဦးဆောင်သည်ခမာယာ2တက်2ခမာယာ2တက်3ခမာယာ2တက်ကိုတော့မှခမန်းအင်အား900ခန်းကုန်ကြားဖြူတို့ပို့ဆောင်နေကြောင်းစီရန်ပုံကြီးစင်ရောထမသိရှိရပါသည်ကြားဖြူမှာကရေတဲ့အင်အားစုများတဲ့မြေပြင်စစ်ကြောင်းထုံးမှုမှာနေမြေရလဲခနာပင်အေအေက အမက်ချွေတာကိုစစ်တပ်ကခံရတာပင်စစ်တွေကတက်တွေခွဲပြီးကြောက်ဖြူကိုပို့ထားတာပဲဒါပေမဲ့စစ်ကြောင်းလိုက်ကိုပြုတ်တာဟုစည်ရဲတရင်ရှင်မြစ်ကပြောဆိုပါတယ် ကြဖြူနိုင်ပွဲမှာပီကန်တီနိုဝင်မာလာ14ရက်နေ့ကတည်းကတိုင်းဆောင်မြင်းမြန်စာတီကျေးရွာများမှာနှစ်ဖက်အပြန်လည်တိုက်ခတ်မှုများရှိခဲ့ပါတယ်။ဒညဝရီရေးတဲ့ဌာနချုပ်အနီးလမ်းခွဲဘက်မှာလည်းပီကန်တီနိုဝင်မာလာ24ရက်က AA နဲ့စစ်ကောင်စင်တို့ထိတွေ့တိုက်ပွဲအပြင်းထန်ဖြစ်ခဲ့ပါတယ်။စစ်ကောင်မစင်းကပြန်လည်ထင်ကျုံလိုက်သည့်တိုင်ဆောင်ရွာကိုပီကတိနိုဝင်မာလာ28ရက်နေ့မှာအေအေကပြန်လည်စီးနင်းတိုက်ခတ်မှုများပြုလုပ်ထားနိုင်ခဲ့ကြောင်းဒေသတွင်းစီးရေးသတင်းရှင်းပြများထံမှသိရှိရပါသည် ီဇင်ဘာလ၃ရက်နေ့မှာ မြင်းပြင်းစီစီရဲအင်ရအချက်ချကြသည့်နေရာချုံနေတိုင်းဆောင်ရွာကိုအေအေကစုံမမှုပြန်လည်ရယူထားတယ်လို့သိရပါတယ်ရှင်။ဆလပင်နရိတ်ကံဖြူဟာကဘာလုံးမှာအစာရေစာပြက်လက်ပြီးအယိုးပေါ်အေးတင်နေသည့်အကြမ်းမဆိုးစုတပ်ဖွဲ့ဝင်များအောင် လေဒီပြင်းချပေးသည့်ရိခါတို့ကယူခြင်းအေအေပြခတ်သည့်လက်နက်ကြီးကြားရောက်၍ထိခိုက်တိုက်စုံမှုရှိစွာတရင်ကိုတင်ဆက်ပေးမှဖြစ်ပါသည်။ရခိုင်မကွေးတိုင်းအဆက်စီမကွေးတိုင်းဗလန်းမြို့နယ်အပိုင်းအမ်ဘလန်လန်ဟောင်းအပေါ်ကစစ်ကောင်မရှိနေရေကန်ပြူဟာကဘာလုံးစခန်းမှာအစာရေစာပြက်လက်ပြီးအရိုးပေါ်အရေးတင်နေသည့်စစ်ကောင်မရှိတပ်ဖွဲ့ဝင်များအားထားဖို့လိန်ရင်ဖြင့်ရိခါတို့များလာရောက်ချပေးနေခြင်းအာရခတက်တော်က လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့သည့်အတွက်အဆောင်အုံအချို့ထိမှန်ပြက်စီကစစ်ကောင်မစင်တောက်ဖွဲ့ဝင်အချို့ပါထိခိုက်ဒိဆုံးမှုရှိကြောင်းသတင်းရရှိပါသည်။နိုဝင်ဘာလ30ရက်နေ့နေ့လယ်တနားဝင်ကျင်းခံမှာအကြမ်းမဲ့စစ်ကောင်မစင်လေးကြောင်းမှထောက်ဖို့ဝိုင်းအိလေးရင်ဖြင့်စားနေရိတ်ခါများအပါအဝင်အထုတ်ဆဲဒုက္ခန်ကိုလေဒီဖြင့်လာချပေးပြီးကောက်ယူနေသည့်စစ်ကောင်မစင်တောက်ဖွဲ့ဝင်များကိုအာရခတက်တော်အေးအေးမှလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်၍ထိခိုက်ဒိဆုံးမှုများရှိကောင်နေရိတ်ခံပြူဟာကဘာလုံးမှလည်းမြေပြင်ပေါ်မှာပြပြဝက်သွားကြောင်းဖော်ပြထားပါတယ်။ အရခတတ်တော်၏နေပူပေါင်းတပ်တွေဝန်းရံပိတ်ဆို့ထားသည့်နေရီကံပြူအားကုန်းကိုစစ်ကိုရောက်နိုင်ရင်စစ်ကောင်မရှင်ဘက်ကလေကြောင်းတိုက်ခတ်မှုအကူအညီရယူပြီးနေစဉ်စစ်ကြောင်းတို့ချိတတ်နေပေမယ့်အေအေနဲ့တော်လိုင်းရဲတပ်တွေကြားဖြတ်တိုက်ခတ်မှုကြောင့်ဗစီနဲ့ကုတ်ကြီးရွာအနီးဝန်းကျင်မှာစစ်ကောင်မရှင်တပ်များမှရှေ့ဆက်မတိုးနိုင်ပေမယ့်ရဲတပ်နေရာကြောင့်တော်လိုင်းရဲတပ်နဲ့နီးစပ်တဲ့တရင်ရင်မြစ်များကပြောဆိုပါတယ် နိုင်ငံခံဗျူဟာကိုစကံမှာဗျူဟာမှုတဝူအပါဝင်ခမန်းကျင်အင်အား၃000ဝန်းကျင်ခန့်ရှိနိုင်ပြီးမိုးရာသီအတွင်းမိုးရေများတူလောင်ထားသည့်ကွန်ကရစ်ဖြင့်တည်ဆောင်ထားသည့်ရေကန်မှာရေများကုန်ခန်းသွားပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များအတွက်ရခုအခါရေလိုအပ်ချက်မြင့်တက်နေတာကြောင့်လေရင်ဖြင့်တောက်ရေကိုအတိအကလာရောက်ချပေးနေရတယ်လို့ဆိုပါတယ်။ မြေအောင်လှိုင်ကောင်းကူကထွက်သားနေ AA ကစနိုက်ပါနဲ့ပစ်တဲ့လက်နက်ကြီးနဲ့လည်းပစ်တဲ့တေတာတော့နေတိုင်းမင်းသူတို့နေတဲ့ကုန်းကမဆောက်တဲ့ထောင်ချောင်းများတဲ့လေချောင်းနဲ့တိုက်ခတ်မှုကလည်းအဆက်မပြတ်ရှိနေတော့ AA နဲ့တော်လိုင်းရဲ့ဘက်ကမစွန်စားဘဲစစ်ခွေးတွေအစာငတ်ပြီးတင်ဆောင်အောင်စောင့်နေတဲ့တော်လို့မြင်နေဟုအဆိုပါတော်လိုင်းရဲ့နိစက်သူကပြောဆိုပါတယ်ရှင်။ ဆက်လက်ပြီးမြင်းမှုမျိုးနယ်မြောင်းလန်ခွဲမှာအထိုင်စားတက်ဆွဲထားသည့်စစ်တပ်ကုံဒေါ်ပြေပုံချက်တက်ခမ်းမှုစစ်တပ်ဗမာတိခမ်းမှုစီဆွတ်တရင်ဝတင်ဆက်ပေးမှာဖြစ်ပါသည်။စကိုင်းတိုင်းမြင်းမှုမျိုးနယ်မြောင်းလန်ခွဲမှာအထိုင်စားတက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကုံဒေါ်ပြေပုံချက်တက်ခမ်းရာစစ်တပ်ဗမာတိခမ်းမှုစီနန်းချောင်းမြောင်းတုံးဖုံမှာတာဝန်ရှိသူကပြောကြားပါသည်။ဒီဇင်ဘာလ3ရက်နေ့ညနေ9:00နာရီခန့်မှာမြင်းမှုမြို့နယ်မြောင်းလန်းခွဲမှာအထိုင်စားတက်ဆွဲထားသည့်အကြမ်းမဲ့စစ်တပ်ကိုတော်လှန်ရေးတပ်ဖွဲ့များကဖိဝင်တော်များဖြင့်ပုံချက်တိုက်ခိုက်ခဲ့ကြောင်းသိရပါသည်။ ်ထိုပုံကျတိုက်ခတ်မှုအတွင် အကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်တိုက်စုံမှုအစီအရအတွက်ကိုအတိပြုနိုင်ခြင်းမရှိသေးပေစက္ကန့်အတွင်းကြောင်ရပောက်ခွဲခဲ့ကံအကြမ်းမတ်စစ်တပ်ဘက်မှထိခိုက်မှုရှိကြောင်းအကြမ်းမတ်စစ်တပ်ဘက်မှလည်းလက်နက်ငယ်များဖြင့်ရန်နက်ပစ်ခတ်ခဲ့ကံတော်လိုင်းရဲရဲဘော်များထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါသည်စစ်ခွေး90လောက်ရှိပါတယ်စစ်ခွေးသေးစင်းကတော့မတင်ရသေးဘူးဘုံကြီးကြတာတော့သူတို့ပတ်စံကောက်တဲ့ဂိန်းနာကြပါတယ်စစ်ခွေးတွေဘက်က200 300လောက်တော့ထိတယ်သေဆုံးတော့မရှိဘူး လက်နက်ကြီးတွေနဲ့တော့ပြန်ပစ်ခံရပါတယ်။သုံးလုံးပြန်ပစ်ခံရပါတယ်။စစ်ခွေးတွေဘက်ကတော့ထိခိုက်မှုရှိတယ်။ဒုံငါစီနဲ့တိုက်ခိုက်ခဲ့တာပါ။ MDR တုံးစားခင်စင်အဖွဲ့က6လက်ဒုံမိုးချေဖို့လိုအပ်နေတာလည်းရှိတယ်။ဆစ်ဆက်ပြီးတဲ့စစ်တပ်ကိုတိုက်ခိုက်သွားပါမယ်လို့မြောင်တုံးဖို့မှတာဝန်ခံစားခင်စင်ကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုမြောင်တုံးဖို့ MDN နဲ့မြို့မှုမြို့နယ်ပါကဖာ SDDS စကိုင်းခရိုင်တုံးတပ်ဖွဲ့ ဟောင်ကိုရီလာဖို့အေယာမွေဝင်း Justice Wadi တဖွဲ့ Revolutionary Effort ကပူပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ရှင်။ဆလပင်ရွှေဘုံမြို့ကန်တော်ကိမှာစစ်သားများကပြည်သူများထံမှနေစဉ်သများတိုက်ပြီးငွေကြေးသိမ်းရာချေတောင်းယူတီဘောမြို့နယ်မှာလည်းစစ်သားနှစ်ဦးကဈေးဆိုင်နဲ့ဆိုင်ကိုဓားမြဝင်တိုက်ဆွဲတရင်ကိုတင်ဆက်ပေးမှဖြစ်ပါတယ်။ စကိုင်းတိုင်းရွှေဘုံမြို့အထက်ကန်တော်ကိမ်းမောင်အကြမ်းမက်စစ်သားများကပြည်သူများထံမှနေစဉ်တမျှတိုက်ပြီးငွေကြက်သိန်းရာချီနှာယူနေကြောင်းဒေသပြည်သူများထံမှသိရှိရပါတယ်။အဆိုပါကန်တော်ကိမ်းကိုအကြမ်းမက်စစ်တပ်ကထိန်းချုပ်ထားပြီးရွှေဘုံမြို့ရှိချင်းမြန်တရင်ဖြစ်သည့်ခမာယာစတဲ့မှာဒုယာကံဘုတန်ထေကဥစည်းရင်ဂိတ်ခွင့်ထားခြင်းဖြစ်ကြောင်းဒုအယာကံဘုတန်ထေသည် ပြည်သူများတည်ဆောင်းလာသည့်ကွန်ပျူစီများအပေါ်အစမတန်ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်းသိရပါသည် ဆန်စပါးကားတစ်စီးကို2000ကျန်းဆိုင်ပြိုရေး3အိမ်သုံးပစ္စည်းတွေတင်လာတဲ့ကားတစ်စီးကိုတက်တင်းချက်ကနေနှစ်တင်းအတွင်းပေးနေရတယ်။နေ့စဉ်တင်ညာချီကနေတာလို့ဒေသပြည်သူတို့ကပြောဆိုပါတယ်။ဒုအရာခံမှုအတန်းထင်းသည့်ကိန်းဖွင့်သည့်နှစ်နှစ်အတွင်းပြည်သူများထံမှငွေကြေးသိမ်းထောင်ကြီးကောက်ခံမှုအတွက်တိုင်ကြားစာပေးပို့ခဲ့ပြီးမယ်။အရေးယူမှုတစုံတရာမခံရသည့်အပြင်ရခိုင်ခါထံပို့ရတဲ့များတိုင်းငွေကြေးတောင်းခံမှုများလို့ဆောင်ခဲ့ကြောင်းသိရပါတယ်။ အလားတူစံပြည့်နယ်မြောက်ပိုင်းဒီပေါ်မြို့နယ်အတွင်းအကြမ်းမဲ့စစ်သား၂ဦးကပြည်သူနေအိမ်ဈေးဆိုင်နှဆိုင်အတွင်ဝင်ရောက်တမျှတိုက်ခဲ့တာကြောင့်တပ်အရာရှိထံတိုင်းကြခဲ့ပေမယ့်ဆိုလာပြားနဲ့ဘက်ထရီအိုးတလုံးနာပြန်ပေးပြီးစံငွေနဲ့ပစ္စည်းများကိုပြန်ပေးခြင်းမရှိကြောင်း SSPB Info ကထုတ်ပြန်ပါတယ်။နိုဝင်ဘာလ28ရက်နေ့နနက်အစောပိုင်း၂နာရီ20မိနစ်ခန့်မှာတီဘောမြို့နယ်မူသေးကျွရအောင်စု ကွန်ဆလင်ကျွင်းရာစီနေတလုံးအတွင်အကြမ်းမက်စစ်သား၂ဦးကဝင်ရောက်ပြီးအင်းရှင်များကိုတနက်ဖြစ်ထောက်ကနေအိမ်နဲ့စည်းဆိုင်အတွင်ကိုမှွေနောက်ကငွေကြက်ခွနဲ့တင်တန်းမှုရှိပစ္စည်းများနဲ့ငွေသားများကိုယူဆောင်သွားကြောင်းယင်းနေ့နနက်အစောပိုင်း၄နာရီဝန်းကျင်မှလည်းအခြားနေအိမ်စည်းဆိုင်အတွင်သို့ဝင်ရောက်ကအင်းရှင်များကိုတနက်ဖြစ်ထောက်ပြီးပစ္စည်းများကိုမှွေနောက်ယူဆောင်သွားကြောင်းသိရပါသည်အင်းရှင်လဲစစ်သားဆိုတော့တကားဖွင့်ပေးတာအိမ်ထဲရောက်တာနဲ့တနက်နဲ့ထောက်ပြီးအိမ်ထဲဆိုင်ထဲကပစ္စည်းတွေမှုရတော့တာကွန်ပျူတာတွေပတ်စံတွေယူသွားတယ် နှစ်အိမ်စလုံးဒီပုံစံနဲ့ပဲဓမြတိုက်သွားတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုပါတယ်။ထို့တို့ဓမြတိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးရကြေးတာဝန်ရှိသူများကစစ်ကောင်စီအရာစီများထံတိုင်စားခဲ့ရအောင်ပြုမှုကျွလွန်သူတသား၂ဦးယူဆောင်သွားသည့်ဘတ်ထီနဲ့ဆိုလာပြားကိုအင်ရှင်ထပ်ပြန်လည်ပို့ဆောင်ပေးခဲ့ပြီးမြန်ရှိသည့်စာနောက်ဖွင့်ရများနဲ့ငွေကြေးများကိုပြန်လည်ပေးဆောင်ခြင်းမရှိကြောင်းသိရပါတယ်။ ပြည်မှုကျွန်းလွန်တဲ့တပ်သားကိုတော့အရေးယူမယ်လို့တော့ပြောပါတယ်။ဒါပေမဲ့ဘယ်လိုအရေးယူမယ်တော့မသိဘူးပုံ။ယူသွားတဲ့ဆိုလာပြားတွေပက်တီအိုတွေတော့ပြန်လာပို့ပေးပါပြီ။ကျန်တဲ့စားနောက်ဖွယ်ရအချို့တော့တုံးကုန်ပြီမို့လို့နောက်မှပြန်ဆောင်ရွက်ပေးမယ်လို့ပြောတယ်။အခုထိတော့ဘာမှပြန်မပေးဘူးလို့ဒေသပြည်သူတဦးကပြောဆိုပါတယ်။အဆိုပါမိုးသေးကျင်းရွာအုပ်စုကလွန်ခဲ့သည့်အောက်တိုဘာလကစစ်ကော်မရှင်တပ်မှထိုးစစ်ဆင်ဝင်ရောက်ခဲ့ပြီးလက်ရှိအချိန်ထိစစ်ကော်မရှင်တပ်စုံမလို့ရှာသည့်နေရာဖြစ်ကြောင်းသိရပါတယ်ရှင်။